စကိုင်းတိုင်းကမ်းဘလူးဇီကုံနဲ့ကျွန်းလာတကြောင်မှာနမဲစုံနဲ့ကြော်ကြရဲပြည်သူစစ်ကောင်းဆောင်ဆေးရတော်ဥဝတဝါကို တွေးတဲ့နေရာမှာပ้ายိုက်မယ်လို့ပြောဆိုခဲ့တဲ့ရွှေဘူတက်နေကဘိုးကြီးရဲမင်းပိုင်ကိုပြည်သူစစ်အဖွဲ့တွေကတိုင်းမှုစီတိုင်တန်းခဲ့တယ်လို့မြို့ခန်နေစီကနေသိရပါဗျာ ရွှေဘိုတက်နေရလိုရမဲ့အလုတ်ကိစ္စတွေကိုဥဝသွားကလိုက်လံနှောက်ရက်ပြီးတော့တက်ကလူအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီးဘိုကြီးရဲမင်းပိုင်ကဥဝသွားကိုပားရိုက်မယ်လို့အော်တိုဘာလတရက်နေ့ကပြောဆိုခဲ့တာပါပြည်သူစစ်အဖွဲ့တွေကစုပြီးတော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်စီကိုတိုင်တန်းပေမဲ့တိုင်းမိုးကဖြေရှင်းမပေးတာကြောင့်နေပြည်တော်အထက်ကိုတိုင်သွားဖို့အတွက်ဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ ဒါပေမဲ့နမခတိုင်းမူဟာဥဝတဝါရဲ့လောရဲ့တချို့ကိုတင်ပြထားတာကြောင့်တိုင်ကြားလို့မရဖြစ်နေတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါရယ်။ကမ်ဘလူခရိုင်မှာအင်အားကြီးလာတဲ့တင်ငန်းဝတ်လက်နက်ကင်ဝါတဝါခေါင်းဆောင်နဲ့ပြည်သူစစ်အဖွဲ့ဟာအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာရုံးကိစ္စတွေအပြင်စစ်ကောင်စီတပ်ကိစ္စတွေကိုပါဝင်ရောက်ချဲ့လည်နေတယ်လို့ဒေသခံတွေကပြောပါရယ်ရှင်။